ထိုင်ဝမ်ရေထရန့်တမရတပ်တန်းတွင်တရုတ်ကတိုက်ခိုက်မည်မဟုတ်ဟုရှီကျင်းပင်ကတိပြုခဲ့ကြောင်းထရန့်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်တမရဒေါ်နယ်ထရန့်ကတရုတ်တမရရှီကျင်းပင်အား၎င်းရဲ့တမရတပ်တန်းတွင်ထိုင်ဝမ်ကိုပြန်လည်ပေါင်းစည်းရေးအတွက်မြည်သည့်စစ်ရေးလှုပ်ဆောင်မှုမှပြုလုပ်မည်မဟုတ်ကြောင်းအာမခံခဲ့တယ်လို့ပြောကြားလိုက်ပါတယ်။ထရန့်က CBS ရုပ်သံလိုင်းရဲ့60မိနစ်အစီအစဉ်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာသူရှီကျင်းပင်ကပုံမှန်လင်းလင်းပြောကြားခဲ့ပါတယ်။ သူ့လူတွေကလည်းအစည်းအဝေးမှာပုံမှန်လေးလေးပြောခဲ့ကြပါတယ်တမရထရန်တမရဖြစ်နေသူရဲ့ကာလပတ်လုံးဘယ်တော့မှဘာမှလုပ်မှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့အကျိုးဆက်ကိုတိကျတယ်လို့ပြောကြခဲ့ပါတယ်ရခင်သတင်းဘက်ကဒေါန်ကိုရီးယားမှာရှီကျင်းပင်နဲ့တွေ့ဆုံခဲ့ရမှာအဓိကအဖြစ်အမေရိကန်တရုတ်ကုန်သွယ်ရေးတင်းမာမှုအကြောင်းဆွေးနွေးခဲ့ပြီးအငင်းပွားပွဲထိုင်ဝမ်ကိစ္စပါဝင်ခြင်းမရှိကြောင်းထရန်ကပြောဆိုခဲ့ပါတယ်သို့တော်လည်း၎င်းရဲ့တမရတပ်တန်းတွင်တရုတ်ကထိုင်ဝမ်အပေါ်တိုက်ခိုက်မိမဟုတ်ကြောင်း ပြက်သားစွာယုံကြည်မှုရှိတယ်လို့အမေရိကန်တမရကပြောကြားခဲ့ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်ပါအမေရိကန်တပ်ဖွဲ့ဝင်များကာကွယ်ရန်အမိန့်ပေးမှလားလို့မေးမြန်းတဲ့အခါထရန့်ကဖြစ်လာရင်သိရမှာပါ။သူချီချင်းပင်လဲအဖြေကိုနားလဲပါတယ်လို့ဖြေဆိုခဲ့ပါတယ်။ဤတုတ်ပြန်မှုဟာအမေရိကန်ရဲ့ဆယ်စုနှစ်များစွာကြာကျင့်သုံးခဲ့တဲ့မဟာဗျူဟာမြောက်မရေရာမှုမူဝါဒနဲ့ကိုက်ညီနေပြီးအမေရိကန်ရဲ့စစ်ရေးပါဝင်မှုကိုရှင်းရှင်းလင်းလင်းအချက်မပြဘဲထိန်းထားခြင်းဖြစ်ပါတယ်။ ဝါရှင်တန်ရှိတရုတ်တန်ယုံမှပြောရေးဆိုခွင့်ရှိသူယူဖန်ယူဟာထရန့်ရဲ့ပြောဆိုချက်ကိုဓာတ်ရိုက်တုံ့ပြန်ခြင်းမပြုဘဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံဟာမြည်သည့်ပုတ်ကိုမြည်သည့်အင်အားစုကမှထိုင်ဝမ်ကိုတရုတ်နိုင်ငံနဲ့ခွဲထုတ်ဖို့မြည်သည့်နည်းနဲ့မှခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ထို့ပြင်ထိုင်ဝမ်ကိစ္စဟာတရုတ်ရဲ့ပြည်တွင်းရေးတရုတ်ရဲ့အဓိကအကျိုးစီးပွားတွေလည်းကအဓိကချက်ပါ။ ထိုင်ဝမ်ကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုတရုတ်ပြည်သူတွေကိုယ်တိုင်သာဆုံးဖြတ်နိုင်ပါတယ်လို့အလေးထားပြောဆိုထားပါတယ်။ထိုင်ဝမ်ဟာမိမိကိုယ်ကိုအုပ်ချုပ်တဲ့ဒီမိုကရေစီကျွန်းနိုင်ငံဖြစ်တော်လဲဘေကျင်းက၎င်းရဲ့နယ်မြေဖြစ်သတ်မှတ်ထားပြီးစစ်အင်အားသုံးကပေါင်းစည်းရန်ကြီးမန်းထားပါတယ်။အမေရိကန်ရဲ့မူဝါဒအရ1989ခုနှစ်ထိုင်ဝမ်ဆက်ဆံရေးဥပဒေအားကျူးလွန်မှုဖြစ်ပွားပါက အမေရိကန်ကစစ်ရေးအရဝင်ရောက်ဆွတ်ဖက်ရန်တာဝန်မရှိသော်လဲထိုင်ဝမ်ကိုမိမိကိုယ်ကိုကာကွယ်ရန် လိုအပ်သောအရင်းမြစ်များပေးအရန်တာဝန်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။